ဒီနေ့ဧပြီလ14ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ငလင်အပီးမှာမြန်မာចောင်းသားတွေကိုငွေကြေးထောက်ပံ့ဖို့တောင်ကိုရီးယားတက္ကသိုလ်တစ်ခုစီစဉ်နေတဲ့သတင်း၊ဆွန်ခရောင်ပွဲတော်အပီးကိုဗစ်ကူးစက်နှုန်းမြင့်တက်လာနိုင်ကြောင်း Thai Virus ဗေဒပညာရှင်ရဲ့သတိပေးမှု၊ပြည်내အုပ်ချုပ်ရေးမှုနေအိမ်မိရှုခဲ့သူကိုပင်ဆယ်ဗေးနီးယားရဲတပ်ဖွဲ့ဖမ်းဆီးတဲ့အကြောင်းဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင်။ငလင်အပီးမှာမြန်မာចောင်းသူចောင်းသားတွေကိုငွေကြေးထောက်ပံ့သွားမယ်လို့တောင်ကိုရီးယားတက္ကသိုလ်တစ်ခုကထုတ်ပြန်ခဲ့ပါတယ်။ မြမောင်းចောင်းသူចောင်းသား619ဦးအတွက်တယောက်ကို1သိန်းစီတနည်းအားဖြင့်အမေရိကန်ဒေါ်လာ140ဝန်းကျင်ကိုတစ်ချိန်တည်းအပြီးအပြတ်ထုတ်ပေးသွားမယ်လို့ကားချောင်းတက္ကသိုလ်က April 14ရက်နေ့မှာအတည်ပြုပါတယ်အဲ့ဒီငွေကြေးကငလင်ပေးတဲ့နိုင်ငံကနေចောင်းလာတက်နေတဲ့ចောင်းသူចောင်းသားတွေအတွက်အထိုက်အလျောက်အကူအညီဖြစ်စေဖို့မျှော်လင့်ကြောင်းတက္ကသိုလ်ဘုတ်အဖွဲ့ကပြောပါတယ်တက္ကသိုလ်အနေနဲ့မြန်မာကျောင်းသားတွေကိုကူညီဖို့1123တန်းဘတ်ဂျက်ရထားကြောင်းလည်းသိရပါဗျ မြန်မာတက္ကသိုလ်ကျောင်းသူကျောင်းသား368ယောက်ကကိုရီးယားဘာသာပညာရေးစင်တာမှာတက်ရောက်နေပြီး225ယောက်ကတော့ဘွဲ့ကြိုတင်တန်းတွေမှာ28ယောက်ကတော့ဝိဇ္ဇာသိပ္ပံဘွဲ့တင်တန်းတွေမှာတက်ရောက်နေတယ်လို့တက္ကသိုလ်ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့တုန်းကမြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ချီသေဆုံးစေခဲ့တဲ့ဖြစ်အပြင်းကလင်းကြီးလှုပ်ခတ်ခဲ့တဲ့နောက်တက္ကသိုလ်ကအခုလိုစီစဉ်လာတာဖြစ်ပါတယ်။ ငွေကြေးအထောက်ပံ့အပြင်ဇာတိနိုင်ငံရဲ့ငလင်သတင်းကြောင့်ထိခိုက်သက်ရောက်ခံစားရတဲ့မြန်မာကျောင်းသူကျောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာအကူအညီတွေလည်းပေးသွားမယ်လို့တက္ကသိုလ်ကပြောပါတယ်မြန်မာပြည်သူတွေနဲ့မြန်မာကျောင်းသားတွေအတွက်အထူးစာနာဝန်ထဲချောင်းပြောကြလိုတယ်လို့တက္ကသိုလ်ဥက္ကဋ္ဌလီကဆိုပါတယ်ခက်ခဲတဲ့ကာလတွေမှာကျောင်းသူကျောင်းသားတွေအနေနဲ့ပညာရေးကိုဆက်ပြီးအာရုံစိုက်နိုင်ဖို့တက္ကသိုလ်ဘက်ကအစွမ်းရှိသမျှဆက်လက်ပံ့ပိုးသွားမယ်လို့လည်းလီကကတိပြုသွားပါတယ် 1982ခုနှစ်တုန်းကကောလိပ်အစဉ်စတင်ထူထောင်ခဲ့ပြီးပုဂ္ဂလိကပညာရေးဌာနတစ်ခုဖြစ်တဲ့ကားချောင်းတက္ကသိုလ်ဟာအင်ချိုးမြို့နယ်မှာတည်ရှိပါတယ်။ဝန်တန်း2800ကျော်ရှိသလိုကျောင်းသူကျောင်းသား2800ဝန်းကျင်တက်ရောက်ပညာသင်ကြားနေတာဖြစ်ပါရဲ့ရှင်။စုံခရောင်ပွဲတော်ကာလပြီးရင်ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါကူးစက်မှုတွေပြန်လည်မြင့်တက်လာနိုင်ကြောင်းထိုင်းကျန်းမာရေးသိပ္ပံပညာရှင်တအူးကသတိပေးပြောကြားသွားပါတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ထင်ရှားတဲ့ virus ဗေဒပညာရှင်တဦးဖြစ်သူပါမောခကြီးရောင်ကစွန်ခရောင်ရုံးပိတ်ရကာလအပြီးမှာကိုဗစ်ကူးစက်မှုတွေမြင့်တက်လာနိုင်တဲ့အခြေအနေကိုကြိုတင်ပြင်ဆင်ထားတဲ့တယ်လို့ April 23ရက်နေ့ကပြောဆိုခဲ့တာပါပြီးခဲ့တဲ့နှစ်ကလည်းစွန်ခရောင်ပွဲတော်ပြီးမှာကိုဗစ်ကူးစက်နှုန်းတိတိတသားထိုးတက်ခဲ့ပြီးကနအူးလေးလာစမ်းစစ်ချက်တွေအရအခုနှစ်မှာလည်းအလားတူအခြေအနေကြုံနိုင်တယ်လို့သူက Facebook မှာရေးသားထားတာပါ ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာလူစုလူဝေးကြံ့ညံ့နေတဲ့အခြေအနေတွေမှာပိုပြီးတော့ကူးစက်လေရှိတာကြောင့်နိုင်ငံရဲ့အကြီးဆုံးပွဲတော်ဖြစ်ပြီးကမ္ဘာအနှံ့ကဧည့်သည်တွေပါစုဝေးရောက်ရှိလာတဲ့ဆုံခရောင်မှာကူးစက်နှုန်းမြင့်တက်သွားတာပုံမှန်ဖြစ်တယ်လို့ပါမောက္ခရောင်ကဆိုပါတယ်။တချိန်ကလူအသက်တွေတန်းနဲ့ချီဆုံးရှုံးစေခဲ့တဲ့ကိုဗစ်ရောဂါဟာ အခုတော့အဲ့ဒီလောက်အန္တရာယ်မကြီးတော့ပေမဲ့လည်းတက်ကြီးရွယ်အိုတွေခုခံအားနေတဲ့နာတာရှေယောဂအခန်းရှိသူတွေကိုတော့ချိန်ချောက်နိုင်စေဖြစ်တယ်လို့သူကသတိပေးပါတယ်။ဆွန်ခရောင်ပွဲတော်အလွန်မှာကိုဗစ်ယောဂကူးစက်မှုမြင့်တက်လာနိုင်ခြေကိုနုံနုံကြကြစောင့်ကြည့်ပြီးအထူးသဖြင့်ယောဂတန်ခံစားရနိုင်ခြေပုံမြင့်မာတဲ့လူတန်းစားတွေရဲ့ကျန်းမာရေးကိုပိုသတိထားသင့်တယ်လို့သူကအကြံပြုထားပါတယ်။ကိုဝန်ဆောင်တွေအဝလွန်နေသူတွေလည်းတကယ်လို့ကိုဗစ်ကူးစက်ခံရရင်ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေအလေးထားခံယူဖို့တိုက်တွန်းထားပါတယ်။2019နှစ်ကုန်ပိုင်းတုန်းကတရုတ်နိုင်ငံလယ်ပိုင်းဝူဟန်မြို့ကနေစတင်ပြန့်နှံ့လာတဲ့ကိုဗစ်ရောဂါဟာကမ္ဘာ့ကပ်ရောဂါကြီးအဆင့်ထိရောက်ရှိခဲ့ပြီးအဆိုးဆုံးကာလတွေအတွင်းလူပေါင်း9တန်းကျော်ကိုအသက်ဆုံးရှုံးစေခဲ့ပူပါတယ်ရှင်။ American မှာပြည်내အုပ်ချုပ်ရေးမှူးတဦးရဲ့နေအိမ်ကိုမီးရှို့ခဲ့တဲ့အမျိုးသားကိုရဲတွေကဖမ်းဆီးခဲ့ပါတယ်။ Pennsylvania ပြည်내အုပ်ချုပ်ရေးမှူး George Shapiro ရဲ့နေအိမ်ကို အသက်38နှစ်အရွယ်ကိုဒီဘယ်မာကပြီးခဲ့တဲ့သတင်းပတ်ကုံမှာမိရှုခဲ့တာလို့ဆိုပါရယ်သူ့ရဲ့လောက်ရကြောင်အိမ်အတွင်းပိုင်းအခန်းတချို့ဆိုးဆိုးရွရွမီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ရဲတွေက ပြောပါရယ်အခုတော့ဘယ်မာဟာဖမ်းဆီးခံရရပြီးသူ့ကိုမိရှုမှုလူသက်ရန်ကြံစီမှုအကြမ်းဖက်မှုရန်လိုတိုက်ခိုက်မှုတွေနဲ့ဆွဲချက်တင်ဖို့အစီအစဉ်နေပါရယ်ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရှာပီရိုဟာနောက်တစ်ချိန်မှာအမေရိကန်သမ္မတနေရာကိုရှီမှန်းနိုင်သူတဦးလို့တော့ ထင်ကြီးပေးခံနေရတာဖြစ်ပါတယ်။သူက April 12ရက်နေ့ညတကောင်မှာလုံချုံရေးဝန်ထမ်းတွေကအရေးတကြီးတကားလာခောက်လို့လန့်နိုးသွားခဲ့ပြီးချက်ချင်းအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ Democratic Party ကိုစားပြုနိုင်ငံရေးသမားကသူနဲ့မိသားစုဟာအန္တရာယ်ကင်းကင်းအချိန်မီရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့အိမ်ကတော့တော်တော်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ပြည်내မြို့တော် Harris Beck မှာပဲတန်တရာတရားခံ Belmar ကိုဖမ်းမိခဲ့ကြောင်းပြည်내ရဲတပ်ဖွဲ့ကော်မရှင်နာကပြောပါတယ်။ အဖမ်းခံရချိန်ဘယ်မာစီကနေလက်လုံလောင်စာပုံတစ်ခုကိုလည်းတင်စီရမိခဲ့တယ်လို့အတည်ပြုထားပါတယ်။ရဲတွေကဘယ်မာဟာအင်ဒေါ်စီယိုတနေရာကနေကြော်ဝင်နိုင်ခဲ့ပြီးအိမ်နာအထိချင်းကပ်နိုင်ခဲ့တဲ့နောက်မီးရှို့မှုကိုကျူးလွန်ခဲ့တယ်လို့ယူဆထားပါတယ်။အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးပါ။အစောပိုင်းတုန်းကရဲတွေဟာတန်တရာတရားခံကိုဖမ်းမိရင်ဒေါ်လာ1000စုချင်းငွေပေးအပ်မယ်လို့ကြေညာခဲ့ပါတယ်။အခုဘယ်မာဖမ်းခံရမှုဟာ အဲ့ဒီစုချင်းငွေနဲ့ဆက်ဆက်တဲ့သတင်းပေးမှုတစ်ခုခုကြောင့်လားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးဘယ်မှာကဘာကြောင့်အခုလိုမျိုးရှုံးမှုကိုကျူးလွန်တယ်လဲဆိုတဲ့အကြောင်းရင်းကိုလည်းစစ်ဆေးမေးမြန်းနေစေဖြစ်ပါတယ်အိန္ဒိယမှာတော့ပြည်내အုပ်ချုပ်ရေးမှုကဇနီးဖြစ်သူအပါအဝင်သားသမီး၄ယောက်တို့နဲ့အတူနေထိုင်ကြောင်းသိရပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်